thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအရင်းယူဖို့တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ်ပြင်းပြင်းထန်ထန်ဖြစ်တင်ရှုံချပြီးနိုင်ငံတကာအနေနဲ့စစ်ကောင်စီကိုလိုအပ်တဲ့အရင်းယူဆောင်ရွက်မှုတွေကိုလှုံ့ဆော်ဖို့ကောတူလီမျိုးသမီးများနီနောဖလယ်ပွဲကနေဇွန်လတရနေ့ကထုတ်ပြန်ကြေညာပြီးတောင်းဆိုတိုက်တွန်းလိုက်ပါတယ်စစ်ကောင်စီကဆင်ရဆွမှုတွေနဲ့နိုင်ငံတကာဥပဒေကိုချိုးဖောက်တာဖြစ်တဲ့အတွက်နိုင်ငံတကာဖွဲ့စည်းတွေအနေနဲ့လိုအပ်တဲ့အရင်းယူဆောင်ရွက်မှုတွေလှုံ့ဆော်ဖို့စစ်က ကောင်စီကိုထောက်ခံနေသူတွေအားလုံးထောက်ခံမှုကိုချက်ချင်းရတန်းဖို့တောင်းဆိုတိုက်တွန်းထားတယ်လို့အဲ့ဒီကြေညာချက်မှာဖော်ပြထားပါတယ်။ကောတူနေအမျိုးသမီးများနှီးနှောပလဲပွဲကိုပြီးခဲ့တဲ့မေလ29ရက်ကနေ29ရက်နေ့ထိကောတူနေနေဆက်တနေရာမှာကျင်းပပြုလုပ်ခဲ့ပြီးနှီးနှောပလဲပွဲကိုကရင်အမျိုးသားစီယုံ KNU နေရဒေသအသီးသီးကကရင်အရှက်ဖက်ဖွဲ့စည်းတွေတတိပုဂ္ဂလပညာရှင်တွေနဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေလှုပ်ရှားမှုမှာဦးဆောင်နေတဲ့အရေးပါတဲ့ခေါင်းဆောင်တွေပါဝင်ကိုယ်စားလှယ်စုစုပေါင်း140ကျော်တက်ရောက်ခဲ့တယ်လို့ထုတ်ပြန် ံချက်မှာပါရှိပါတယ် နီနောဖလဲပွဲမှာမြန်မာတပ်ပြည်လုံးရဲ့နိုင်ငံရေးအခြေအနေနဲ့ဒေတာအသေးသေးရှိနိုင်ငံရေးဖြစ်စဉ်တွေပေါ်တုံသက်ဆွေးနွေးမှုနဲ့စတင်ခဲ့ပြီးကရင်မျိုးသားစင်ယုံ KNU ကလည်းကောတူလီအစိုးရတိဆောက်ရေးဆိုင်ရာလမ်းညွှန်အစီအစဉ်လှုပ်ဆောင်နေစေအခြေအနေတွေကိုဝေမျှပေးခဲ့တယ်လို့ဆိုထားပါတယ်။ဒီနီနောဖလဲပွဲပြီးထုတ်ပြန်ကြေညာချက်တွေထဲမှာတော့မတူကွဲပြားတဲ့လူမှုပတ်ဝန်းကျင်အသီးသီးကနေအမျိုးသမီးတွေရဲ့ပါဝင်မှုစည်းလုံးမှုခေါင်းဆောင်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပုံမအကောင်ရေးကောတူလီအမျိုးသမီးများကွန်ရက်ဖွဲ့စည်းတည်ထောင်ဖို့သဘောတူညီချက်ရရှိခဲ့ကြတယ်လို့ထုတ်ပြန် န်ထားပါတယ်။ဒါအပြင်ဒုက္ခသည်တွေနဲ့နိုင်ငံတွင်းနေရဲဆွန့်ခွာသူတွေအတွက်လိုအပ်လျက်ရှိရင်အစားအစာအလောက်ကင်ခွေလန်းတွေနဲ့အကာအကွယ်ရှိမှုတွေအပအဝင်အရေးပေါ်အကူအညီတွေပေးအပ်စေရန်အထူးကပါဝင်ပတ်သက်သူတွေကိုတိုက်တွန်းဖို့လိုအပ်တယ်လို့ဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်တခြားမှာရှိတဲ့ဒုက္ခသည်စခန်းမှာနေထိုင်ကြသူတွေရဲ့ကျွမ်းကျင်မှုနဲ့အတတ်ပညာကိုအသိမှတ်ပြုပြီးဒုက္ခသည်စခန်းပြင်ပမှာတရားဝင်အလောက်လောက်ကင်ခွေပေးခြင်းဖြင့်ထိုင်းလူမှုအဖွဲ့အစည်းနဲ့စီးပွားရေးနယ်ပယ်ကိုအထိပ္ပယ်ရှိစွာထောက်ကူဖြစ်နိုင်စေရန်ထိုင်းဆိုရကိုတောင်းဆိုဖို့ပါရှိပါတယ်။ လာမယ့်ဆက်ရှင်ချိန်မြောက် KNU ညီလာခံကွန်ကရက်မှာဌာနဆိုင်ရာရိခရိုင်စစ်ဘက်နဲ့အရှက်ဖက်အသီးသီးကအမျိုးသမီးညီလာခံကိုယ်စားလှယ်300ရာခိုင်နှုန်းအနည်းဆုံးပါဝင်ဖို့အတွက်နှီးနှောဖလှယ်ပွဲကနေတဆင့်တောင်းဆိုတိုက်တွန်းလိုက်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်ထပ်တပုတ်နီနဲ့ညီနောင်မဟာမိတ်၃ဖွဲ့ကအပြည့်ရက်ကာလတလားထတ်တူကြောင်းကြီးညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်နောက်ဆက်တွဲလုပ်ငန်းများနဲ့ဆက်ဆက်ပြီးတိုက်တာအဆောင်များရှင်းလင်းရေးလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရို့အတွက်တစ်ဖက်သက်အပြည့်ရက်ကာလကိုနောက်ထပ်တလားသက်တမ်းထတ်တူကြောင်း ညီနာမဟာမိတ်အုံဖွဲ့ကဒီကနေ့ထုတ်ပြန်ကြေညာပါတယ်။မလ28ရက်ကလောက်ခတ်ခဲ့တဲ့စကိုင်းကလင်းကြောင့်ပြည်သူလူထုများစွာအသက်အိုးအိမ်စီစဉ်ပျက်စီးခဲ့ရတဲ့အခြေအနေမှာတောင်းတက်မတော် DNL ၊ကိုကန့်တက်မတော် MND ၊အရခတက်တော် EE ၊ညီနာမဟာမိတ်အုံဖွဲ့က AP လာမစပြီးအပြစ်ရစေးကြေညာခဲ့ကခုခံကာကွယ်တုံ့ပြန်မှုမျိုးကလွဲပြီးစတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းပြုလုပ်မှာမဟုတ်ကြောင်းကြေညာခဲ့ပါတယ်။ငလင်းပေကဲစိနှစ်လကြာသည့်အတိုင်းရှင်းလင်းဖေရှားရေးလုပ်ငန်းများဆောင်ရွက်ပြီးစီမှုမရှိတဲ့အပြင်မိုးတီးထန်စွာရွာသွန်းပြီးအဆောက် ောင်များထပ်မံပြိုကျပျက်စီးနေမှုတွေရှိသေးကြောင်းကြားသိရလို့လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ဖို့စွန်လ2ရက်မှ30ရက်ထိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတစ်ဖက်တည်းအပြည့်ရကာလကိုထပ်မံပြီးတက်တန်းတိုးလိုက်ကြောင်းဖော်ပြပါတယ်။ အခုလိုထုတ်ပြန်ကြေညာလိုက်တဲ့အချိန်ကစပြီးညီနောင်မဟာမိတ်တုံးဖွဲ့နဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာမိမိကိုမိမိခုခံကာကွယ်တုံ့ပြန်မှုမျိုးကလွဲပြီးစတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလုပ်မှာမဟုတ်ကြောင်းအသိပေးပါရယ်။အာဆီယံပါဝင်နိုင်ငံတကာအပြည့်အဝကာလထပ်မံတိုးပွားတိုက်တွန်းမှုတွေရှိနေစဉ်စစ်ကောင်စီမေလ31ရက်နေ့ညီနောင်မဟာမိတ်အဖွဲ့ကဆွန်လာနေ့ရက်မှာအပြည့်အဝကာလထပ်တိုးကြောင်းအသိတိကြေညာခဲ့တာဖြစ်ပါရယ်။ညီနောင်မဟာမိတ်တုံးဖွဲ့ကကြေညာချက်ကိုမြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့ကြေညာခြင်းဖြစ်ပါရယ်။ညီနောင်တုံးဖွဲ့နဲ့စစ်ကောင်စီတို့က အပြည့်ရဲ့ညညာတော့လဲအေးနဲ့စစ်ကောင်စီကကြောက်ပြုံမျိုးနဲ့ TNL နဲ့စစ်ကောင်စီမှနောက်ချုံမျိုးနဲ့မှတိုက်ပွဲများဖြစ်ပွားနေပြီး MNDA နဲ့သာတိုက်ပွဲမဖြစ်ခြင်းဖြစ်ပါတယ်စစ်ကောင်စီကလည်းဇွန်လကုန်ဒီအပြည့်ရဲ့စဲကြောင့်ညညာတော့လဲအဲ့ဒီလိုထုတ်ပြန်ပြီးနိုင်ပိုင်းအကြမှာပဲဇွန်လတရနေ့ကမန္တလေးတိုင်းပြင်းထန်ခရိုင်တပိတ်ချင်းနဲ့စင်ကူးမျိုးနယ်တို့ရှိနေရာ၃နေရာကိုလေကြောင်းမှပုံကျေခဲ့ရအမျိုးသမီးတုံးဒဏ်ရာရရှိခဲ့ပါတယ်ဒါကြောင့်စစ်ကောင်စီကအပြည့်ရဲ့တပ်တန်းတိုးချောင်းညညာထားတော့လဲလေကြောင်းတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်နေတာကြောင့်စစ်ကောင်စီရဲ့ဝါရဖြတ်မှုမျိုးပြည် ည်သူများမယုံကြည်ဖို့ပြည်ဦးဝန်ခံပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖသတင်းပြန်ကြားရေးဌာနတာဝန်ခံကပြောကြားပါရယ်စကားစာသူတို့အပြစ်ခံရစေတာတတန်းတူးမယ်လို့ပြောပေမယ့်သူတို့စပြီးအပြစ်ရခက်ရစဲမယ်လို့ပြောကြတဲ့ကလေးချောင်းကစက်တိုက်လာသေးတာပဲ သူတို့ရဲ့ပြောစကားတွေကိုပြည်သူတွေကိုယုံကြည်ခြင်းမရှိဘဲနဲ့ပြည်သူ့ကာကွယ်အဖွဲ့ကထုတ်ပြန်တဲ့လိချောင်းသတိပေးချက်တွေကိုလိုက်နာကြမယ်ပြီးတော့ဘုံကိုကျင်းတွေခိုင်ခိုင်မာမာတူးထားကြမယ်လို့တော့ပြည်သူတွေကိုပြောချင်တယ်ပြည်သူတွေအနေနဲ့စကားဆိုင်ရဲ့ဝါဒဖြန့်ချီမှုတွေမဟုတ်တန်တရားပြောတဲ့စကားတွေကိုမယုံကြည်ကြဖို့လိုမယ်လို့ပြည်ဦးနေခရိုင်ပကဖသတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်ဒါအပြင်စစ်ကောင်စီက တပ်ဖက်တပ်အပြစ်ရကြီးညာထားတဲ့ DNL နဲ့ AA ထိန်းချုပ်မြို့ရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးပြည်သူတည်ဆုံထိခိုက်မှုများစွာရှိခဲ့ပါတယ်လေကြောင်းတိုက်ခိုက်ခြင်းဖြင့် DNL ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်မှာစစ်ကောင်စီကမြေပြင်ထိုးစစ်ဆင်ခြင်းလေကြောင်း drone လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခြင်းများမကြာခဏပြုလုပ်လျက်ရှိပါတယ်စစ်ကောင်စီအနေနဲ့အပြစ်ရကြီးညာထားတော့လဲတိုက်ခိုက်မှုတွေဆက်ပြီး လုံနေပြီးပြည်သူလူထုများကိုပြစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း TNL ကအသိပေးထုတ်ပြန်ထားကပြည်သူများလေးချောင်းရန်တတိပြုနေထိုင်ကြဖို့ထုတ်ပြန်ထားပါတယ်။အေပြောကွင်းရဥက္ကဋ္ဌဒုက္ခကလည်းစစ်ကောင်စီကငလင်ကြီးကြောင့်ပြည်သူများဒုက္ခရောက်နေကြချိန်မှာရခိုင်ပြည်နယ်အပါအဝင်နိုင်ငံတော်ကျောင်းသားလူငယ်များပါမရှောင်အရက်သားပြည်သူများကိုဖုံးကျဲတပြက်နေတဲ့စစ်ကောင်စီထက်မိုင်မဲသူကဘာမှမရှိကြောင်းပြောကြားထားပါတယ်။မေလာမှာစစ်ကောင်စီကရသီတောင်နဲ့ကြောက်တော်မြို့နယ်တို့ကိုဖုံးကျဲပြီးကလေးငယ်များအပါအဝင်ပြည်သူ၁၀နဲ့ချီတီးဆုံးခဲ့တယ်လို့သိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မန္တလေးမှာဗန်အောင်ပိတ်ခံထားသူတွေကိုစစ်ကောင်စီကပြန်လိုက်ဖမ်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာရခင်ကဗန်အောင်ပိတ်ခံထားတဲ့သူတွေကိုစစ်ကောင်စီကပြန်လည်ဖမ်းဆီးနေပြီးမန္တလေးမှာကားရောင်းဝယ်ပြုလုပ်သူအမျိုးသားနှုတ်လည်းဖမ်းဆီးခံထားရတယ်လို့ဤဆက်တဲ့သူတွေစီကသိရပါဗျ။အာနာသိမ်းပြီးနောက်ပိုင်းဗန်အောင်ပိတ်ခံထားရတဲ့သူတွေကိုပြီးခဲ့တဲ့မေလလောက်ကစပြီးအမှုဟောင်းတွေနဲ့လိုက်လံဖမ်းဆီးနေတာလို့သိရပါဗျ။စစ်တပ်ကအာနာသိမ်းပြီးနောက်ပိုင်းအွန်လိုင်းပေးချေမှုပေးကနေတဆင်ငွေအဝင်ထွက်များပြီးစစ်ကောင်စီတနင်္လာရှိတဲ့သူတွေရဲ့ဗန်အောင် ေကိုပိတ်ခဲ့ပြီးအခုကအဲ့ဒီလူတွေကိုလိုက်လံဖမ်းဆီးနေရလို့သိရပါတယ်။အများစုက KBZ ပြီးအသုံးပြုသူတွေဖြစ်ပါတယ်။မေလာနာဆောင်ပတ်ထဲမှာမန္တလေးမြို့ကကားရောင်းဝယ်ပြုလုပ်သူအသက်30ကျော်ရွှေမျိုးသမီးနှစ်ဦးဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။တယောက်ကတော့အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှန်50ညနဲ့အမှုတင်ပြီးသွားပြီလေဘလို့မှလိုက်မရဘူးလို့နီးဆက်သူတအုပ်ကပြောပါတယ်အဲ့ဒီအမျိုးသားနှောင်းကမိတ်ဆွေတွေဖြစ်ကြပြီးကားရောင်းဝယ်ပြုလုပ်တာကြောင့်ဘဏ်အကောင့်ငွေဝင်ထွက်များပြီးပြီးခဲ့တဲ့ နောက်ဘဏ်အကောင့်ပိတ်ခံရတာလို့သိရပါတယ်အခုကဘဏ်အကောင့်ပိတ်ခံထားတဲ့သူတွေကိုအကောင့်လိုက်ဖမ်းနေရလို့ပြောပါတယ်တယောက်ဆိုအကောင့်ကြီးတွေနဲ့လိုက်တာကိုမရလို့လို့နှိစက်တဲ့သူတုံးကပြောပါတယ်စစ်တပ်က PSMS နည်းပညာနဲ့မလကနေမီလာတွင်ဖမ်းဆီးထားသူမန္တလေးတိုင်းတွင် 1695ရှိရလို့ထုတ်ပြန်ထားပြီးအဲ့ဒီဖန်စီခံထားတဲ့သူတွေထဲမှာဘန်ကောက်ပိတ်ခံထားတဲ့သူတွေလည်းပါဝင်ပါတယ် PSMS software ဟာတရုတ်နီးပညာကုမ္ပဏီတစ်ခုကအကူအညီပေးထားပြီးစစ်တပ်ရဲ့စစ်ဆေးဂိတ်ဟိုတယ်တက်ကူကန်စားတဲ့မှတ်ပုံတင်စစ်ဆေးရဲ့နေရာတွေမှာမှတ်ပုံတင်နံပါတ်ကိုရှိုက်ထည့်လိုက်တာနဲ့ကွန်ပျူတာမှာစစ်ကောင်စီတပ်ထားတဲ့ပုံမှန်ပေါ်လာတဲ့ software ဖြစ်တယ်လို့အကြံပြင်းတရားပါတယ်အဲ့ဒီ PSMS software ကိုပြီးခဲ့တဲ့ AP လကပြည်ဦးမြို့မှာစတင်အသုံးပြုခဲ့ပြီးငလင်သွားဆောင်တဲ့မန္တလေးမြို့ကမြို့သား၃နဲ့မြို့သမီးနှောင်းတို့ကတကြံတွင်မှဖန်စီခံ ခဲ့ရတယ်လို့သိရပါတယ်။2021ကလေးကဘဏ်အကောင့်ပိတ်ခံထားတာဂျားရဲဖန်စီတာနာမည်ထွက်တာဝရမ်းထုတ်တာတွေလည်းမရှိတော့ပုံမှရှိနေမှလည်းမသိဘူးဒီကြားထဲမှာလည်းမန္တလေးနဲ့ပြည်ဦးတွေကူးနေတာပဲအဲ့ဒါတစ်ချက်နဲ့ငလင်သွားဆောင်နေချိန်မှာအေးစင်းတိုင်လိုက်တာညပိုင်းဝင်ဖမ်းသွားတယ်လို့လက်ရှိအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှ90ညနဲ့တရားစွဲခံထားတဲ့သူတအုပ်ရဲ့မိသားစုဝင်ကပြောပါရယ်ဖမ်းဆီးခံရချိန်မှာပုံမှတစ်ခုကိုသာပြောဆိုဖမ်းဆီးခဲ့တာဖြစ်ပြီးပြည်ဦးတွင်ခရိုင်ရဲစခန်းကနေတဆင်မန္တလေးမြို့သက်ဆိုင်ရာမြို့နယ်ရဲစခန်းကိုပို့ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်